မင်္ဂလာပါရှင်2025ခုနှစ်ဧပြီလ10ရက်နေ့ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်ကျွန်မစူစီပါအင်းတော်မျိုးကိုတော်လိုင်းတက်တွေအပီးသက်သိမ်းပိုက်လိုက်ပြီးစစ်တုပ်ပန်း40ကျော်နဲ့လက်နက်ခဲယမ်းများစွာရရှိခဲ့တယ်လို့သိရပါတယ်တက်ဆက်ထဲမှာပဲတော်လိုင်းတက်တွေသိမ်းပိုက်ထားတဲ့မျိုး65မျိုးထိရှိလာပါပြီ။ ရန်ကုန်မှာမင်းအောင်လိုင်မိသားစုရဲ့အလူအဖြစ်ရှင်လောင်း9500ရှင်ပြပွဲပြုလုပ်ခဲ့ပြီးရှင်လောင်းတဦးကိုငွေကျပ်တသိန်းပေးမယ်လို့ဆိုခဲ့ပေမဲ့လည်းတပြားတစ်ချက်မှမရခဲ့ဘူးလို့မိဘတွေကပြောဆိုထားပါတယ်။တနိုင်းမျိုးတိုက်ပွဲမှာစစ်ရှုံးကောက်စီတပ်ဖွဲ့မှဘိုဝင်းမိုးကျော်တေဆုံသွားပါတယ်။ဟာခါမှာရှိတဲ့ရဲတပ်ဦးလက်နက်ယူဆောင်လာပြီး CDF ထံအလင်းဝင်လာပါတယ်ရှင်။ဒီသတင်းတွေနဲ့အတူဒီကနေ့ညနေခင်းရဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါရှင်။ ပထမဆုံးသတင်းတပုံးအနေနဲ့ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းအစမှရှိတဲ့အင်းတော်မျိုးကိုတော်လရေးပူပေါင်းတပ်ဖွဲ့တွေကဧပြီလ9ရက်နေ့ညမှာအပီးသက်သိမ်းပိုက်ခဲ့တာပဲဖြစ်ပါတယ်။ဒါပြင်စစ်တုပ်ပန်း40ကျော်နဲ့လက်နက်ခဲယမ်းများစွာရရှိခဲ့တယ်လို့လည်းသိရပါတယ်။အင်းတော်မျိုးသိမ်းစစ်စင်ရေးကို PDF, ABSDF, ပကဖစတဲ့အမှတ်1 စစ်ဒေသအောက်မှာရှိရဲပူပေါင်းတပ်ဖွဲ့ဝင်တွေနဲ့ KIA က2024ခုနှစ်ဩဂုတ်လမှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါစစ်စင်အတွင်းမှာရဲစခန်း၊ထွေအုပ်နဲ့ဌာနဆိုင်ရာရုံးတွေရဲ့မြို့နယ်အေရိယာအများစုကိုထိန်းချုပ်ထားနိုင်ပြီးစစ်တပ်ကဂျပန်လိုင်ကူနဲ့ဖျားကုန်းမှာခံစစ်အခိုင်အမာ ပြင်ဆင်ခုခံပြီးလေကြောင်းကနေလည်းဘုံကျဲကအပြင်းအထန်ခုခံခဲ့တယ်လို့ဆိုပါတယ် အဲ့ဒီနောက်တော်လိုင်းတက်တွေကထိုးစစ်ကိုခေတ္တရနာပြီး2024ခုနှစ်နှစ်ကုန်ပိုင်းမှာပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါထိုးစစ်ဆင်လိုက်ခေတ္တရနာလိုက်ဖြင့်တိုက်ခိုက်ခဲ့ပြီးဧပြီလ9ရက်နေ့မှာ လက်ကျန်စစ်ကောင်စီတပ်ကိုထိုးစစ်ဆင်ရာစစ်တပ်ကလေကြောင်းကနေအပြင်းအထန်ခုခံတဲ့ဂျာကနေမြို့ကိုအပီးသက်သိမ်းပိုင်နိုင်ခဲ့တာပဲဖြစ်ပါတယ်ဧပြီလ6ရက်နေ့မနက်ပိုင်းမှာစစ်ကောင်စီကမြေပြင်စစ်ကြောင်းထွက်လာပြီးလေကြောင်းကနေပါပစ်ခတ်လာတာကြောင့် တိုက်ပွဲပြင်ထန်ခဲ့တာပါဧပြီလ9ရက်နေ့မှာတနေကုံတိုက်ပွဲဖြစ်ပွားခဲ့ပြီးည၈နာရီခန့်မှာနောက်ဆုံးလက်ကျန်စစ်စခန်းကုန်းကိုတိုက်ခိုက်သိမ်းပိုက်လိုက်တာလို့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။သိမ်းရတာဟုတ်တယ်သူတို့စစ်ကောင်စီကနေဒီမနက်လဲလေရင်ဘုံကျဲသွားတယ်။မနက်ကဝိုင်တွဲနဲ့ဘုံ၄၀ကျော်လောက်ကျဲသွားတယ်လို့စစ်ရေးသတင်းရင်းမြစ်ကလည်းပြောပါတယ်။အင်းတော်မျိုးအပိသက်သိမ်းပိုက်နိုင်ခြင်းအပေါ်စစ်ရေးသတင်းရင်းမြစ် 5ဦးကနေအတည်ပြုထားပါတယ်။မြို့သိမ်းတိုက်ပွဲအတွင်းတော်လိုင်းတပ်ဖွဲ့တွေဘက်ကထိခိုက်ကြဆုံးမှုတွေရှိခဲ့ပေမဲ့လည်းစစ်ကောင်စီကဧပြီလ9ရက်နေ့ညပိုင်းအထိလေကြောင်းမှလာရောက်တိုက်ခိုက်ခဲ့ပြီးဧပြီလ10ရက်နေ့နံနက်ပိုင်းမှာညီတက်နေကြောင်းသတင်းရရှိပါရရှင်။နောက်ထပ်သတင်းတပုတ်အနေနဲ့အမတ်၁စစ်ဒေသအောက်မှာရှိတဲ့ PDF, ABSDF အထူးကွန်မန်ဒိုတပ်ရင်းတွေ ပကဖအပါအဝင်ပူပေါင်းတက်တွေနဲ့ KIA တို့ကစကိုင်းတိုင်းအင်းတော်မျိုးကိုဧပြီလ9ရက်နေ့မှာ အပီးသက်သိမ်းပိုက်နိုင်ခဲ့တဲ့အတော့ຫນွေဦးတော်လိုင်းရေးမှာတော်လိုင်းရေးတက်တွေသိမ်းပိုက်ထားတဲ့မျိုးပေါ့အနည်းဆုံး95မျိုးထိရှိလာပြီလို့သိရပါတယ်ဧပြီလ9ရက်နေ့မှာချင်းနီနောင်ကလည်းချင်းပြည်နယ်ကဖလန်းမျိုးကိုအပီးသက်သိမ်းပိုက်လိုက်တယ်လို့သတင်းတွေတကြဲပြပြထွက်ပေါ်နေပြီမြင်ချင်းနီနောင်ဘက်ကတရားဝင်ထုတ်ပြန်တာကိုစောင့်ပေးဖို့လည်းပြောထားပါတယ် ဒီလောက်ပိုင်းအတွင်းမှာစစ်ကောင်စီတပ်ကမိုးပြဲမြို့ကို ပြန်သိမ်းပိုက်နိုင်ဖို့ထိုးစစ်ဆင်နေပြီးတိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေပါတယ်။ MNDAA နဲ့မဟာမိတ်တပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့လာရှိုးမြို့ကိုတရုတ်နိုင်ငံရဲ့ဖိအားပေးမှုနဲ့ MNDAA ကစစ်ကောင်စီကိုဧပြီလတတိယပတ်မှာမြို့ပေါ်ရပ်ကွက်တွေကိုပြန်လွှဲပေးရမယ်ဆိုတဲ့သတင်းတွေလည်းကြံပြန့်စွာထွက်ပေါ်နေပါတယ်။တဖက်မှာ KAI ကဗမော်မျိုးကိုအပိသက်သိမ်းပိုင်နိုင်မှုစစ်တပ်ရဲ့လက်ကျန်တပ်ရင်းတွေ ်တရင်ဌာနချုပ်တွေစခန်းတွေ ထိုးစစ်ဆင်နေသလိုကင်းဒီပူပေါင်းတက်ကလည်းဘောလခဲမျိုးကစစ်တပ်စခန်းတွေတရင်တွေကိုထိုးစစ်ဆင်လျက်ရှိပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်မှာမရောက်လိုက်မီတာစုရဲ့အလူအဖြစ်ရှင်လောင်း9500ရှင်ပြပွဲကိုဧပြီလ2ရက်နေ့မှာပြုလုပ်ခဲ့ပြီးရှင်လောင်းတအူးကိုငွေကျပ်တသိန်းပေးမယ်လို့ကတိပေးခဲ့ပေမဲ့လက်တွေ့မှာတပြားတစ်ချက်မှမပေးခဲ့ကြောင်းရှင်လောင်းတွေရဲ့မိဘတချို့ကပြောပါတယ် ဧပြီလနေ့ရက်နေ့ကရန်ကုန်တိုင်းစစ်ကောင်စီရဲ့ဥဆောင်စီမံခန့်ခွဲမှုနဲ့မေယောင်းလိုက်မိသားစုရဲ့အလူအဖြစ်ရှင်လောင်း9500ရှင်ပြုတ်ပွဲကိုရန်ကုန်မှာပြုလုပ်ခဲ့ကြောင်းရှင်လောင်းတွေအဖြစ်ရန်ကုန်တိုင်းတတိုင်းလုံးမှာရှိတဲ့အခြေခံပညာကျောင်းတွေကအကြောင်းသားတွေကိုမဲနိုင်စေပြီးမဲပေါက်တဲ့ကျောင်းသားတွေကိုကိုယ်ရင်အဖြစ်သင်ကန်းစီပေးကြောင်းတင်ငန်းစီပေးရမှာတင်ငန်းစီရန်ကုန်ကြစေအပြင်ရှင်လောင်းတအုပ်ကိုငွေကြက်တသိန်းပေးမယ်လို့မရောက်လိုက်မိသားစုကပြောဆိုခဲ့ပေမဲ့ လက်တွေ့မှာကိုစရိတ်နဲ့ကိုတင်ငန်းစီရတဲ့အပြင်ငွေကျပ်တသိန်းလည်းမရရှိခဲ့ဘူးလို့ဆိုပါတယ်။အဲ့ဒီရှင်ပြပွဲကိုတဲဖြူဖုန်းကြီးကဦးဆောင်အခါတော့ပေးချောင်းလည်းတည်ရှိရပါတယ်။ကျောင်းတစ်ကျောင်းမှာကျောင်းသား25ဦးကိုမဲဖောက်ပြီးရွေးတယ်။ရှင်ပြပွဲအတော့အုပ်ကြီးတွေနဲ့ကျောင်းအုပ်ကြီးတွေရန်ကုန်တိုင်းတတိုင်းလုံးမှာခေါ်တာမဲပေါက်တဲ့ရှင်လောင်းကလေးမိသားစုတွေကိုရှင်ပြစရိတ်အဖြစ်ကျပ်ငွေတသိန်းပေးမယ်။တင်ငန်းတွေဘာတွေဝင်ကြီးချုပ်မိသားစု မင်းအောင်လိုင်းပြည်သားစုကအကုန်အကျခံပေးမယ်ပြောတယ်။ဒါပေမဲ့ရှင်ပြုတ်ဝဲသားပြီးသွားတယ်။ငွေတသိန်းလည်းမရဘူး။ကိုယ်ကလေးအတွက်သင်ငန်းစရိတ်ကအစကိုဟါကိုအကုန်ဝယ်ရတယ်။ကိုယ်ပစံပဲသုံးရတယ်။ငွေတသိန်းမရတဲ့အပြင်လမ်းစရိတ်ဆုံးလူပန်းဖြစ်သွားတယ်လို့ရှင်လောင်းတဦးရဲ့မိဘကပြောဆိုထားပါတယ်။မတ်လ28ရက်နေ့စကိုင်းငလင်ကြီးလောက်ခတ်ကလူသေးဆုံးမှုတွေနဲ့ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ပေမဲ့လည်းမင်းအောင်လိုင်းမိသားစုကဧပြီလ2ရက်နေ့မှာ ရှင်လောင်း9500ရှင်ပြည့်ဝဲအလူကိုမဖြတ်ပဲရန်ကုန်တိုင်းစစ်ကောင်စီကိုဆက်လက်ကျင်းပစေခဲ့တာပါ။အေဗရီလာနေ့ရက်နေ့ရန်ကုန်တိုင်းစစ်ကောင်စီကဦးစီးတဲ့စုပေါင်းရှင်ပြည့်ဝဲနဲ့လက်လယ်ပွဲကိုမြို့နယ်ထွေအုပ်တွေကတက်ရောက်ခဲ့ရပြီးရွှေတဂုံစီတီတော်မှာလက်လယ်ပွဲတွေကိုလုံခြုံရေးတင်းကျပ်စွာနဲ့လှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။ငလင်တန်သိနေချင်းရန်ကုန်တိုင်းစစ်ကောင်စီကရှင်ပြဝင်းနဲ့ပတ်သက်ပြီးဝေဖန်ခံရမှာဆိုရင်ဒါကြောင့်သတင်းထုတ်ပြန်ခြင်းမပြုခဲ့ကြောင်းလည်းသိရှိရပါတယ်ရှင်။ နောက်ထပ်သတင်းတပုံအနေနဲ့ကချင်ပြည်နယ်တနိုင်းမြို့တိုက်ပွဲမှာစစ်ကောင်စီတပ်ဖက်မှဗိုလ်ဝင်မိုးကျော်တေဆုံးသွားခဲ့ကြောင်းသူ့ရဲ့မိတ်ဆွေတွေကပြောဆိုလာပါတယ်။ April 2ရက်နေ့တနိုင်းမြို့တိုက်ပွဲမှာဗိုလ်ဝင်မိုးကျော်ကြည်တိမှန်တေဆုံးခဲ့တာဖြစ်ပြီးရုပ်အလောင်းကိုရှေ့တန်းမှသာတိုးလိုက်ကြောင်းတေဆုံးသွားသောဗိုလ်ဝင်မိုးကျော်ဟာအကျန်းဖတ်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်စစ်တပ်ကနေထွက်ရန်ကြိုးပမ်းခဲ့ပေမဲ့မိသားစုဝင်တွေကိုစစ်တပ်ကဒုက္ခပေးမှဆိုရင်းနာကြောင့်ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် တည်ဆုံးသွားခဲ့ကြောင်းသိရှိရပါတယ်။စစ်တပ်ကအနာသိမ်းပြီးနောက်မှာတော့တက်သေးမှမနေချင်တော့ဘူးလို့ခဏခဏပြောပါတယ်။ထွက်ရင်လည်းထောင်အနှစ်20ကြာခံရမယ်။ထွက်ပြေးရင်လည်းမိဘတွေကိုစစ်တပ်ကဒုက္ခပေးမှကြောက်တာနဲ့ပဲ။အခုတော့တိုက်ပွဲမှာကြာသွားခဲ့ပါပြီ။သူကမန္တလေးတိုင်းပျော်ပွဲမြို့နယ်စားတိပါ။ဒီနေ့ရှင်းနေကသူရက်လေပါ။အလောင်းတော့မမြင်လိုက်ရပဲသူမိဘတွေကနာရေးရက်လေတရားနာအများဝေရတာပါလို့မိတ်ဆွေဖြစ်သူကပြောပါတယ် ကချင်ပြည်နယ်တနိုင်းမြို့နယ်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ KIA ဦးဆောင်တဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေအကြားထိတွေ့တိုက်ပွဲတွေမကြာခဏဆက်စပ်လို့ဖြစ်ပွားလျက်ရှိပြီးစစ်ရေးတင်းမာလျက်ရှိကြောင်း KIA သတင်းရင်းမြစ်တွေကထုတ်ပြန်ထားပါတယ်ရှင်။နောက်ဆုံးသတင်းတပုံအနေနဲ့ချင်းပြည်နယ်ဟာခါမြို့မှာရှိတဲ့စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်တအူးလက်နက်ခဲယမ်းတွေနဲ့အတူအလင်းဝင်လာကြောင်းချင်းဒေသကာကွယ်ရေးတပ် CDF ဟာခါကသတင်းထုတ်ပြန်ထားပါတယ်။ ဧပြီလ6ရက်နေ့မှာစစ်ကောင်စီကိုဆန့်ကျင်ပြီးပြည်သူတော်လှန်ရေးတပ်ဖွဲ့တွေထံပူးပေါင်းရဲ့လက်နက်ခဲယမ်းတွေနဲ့အတူအလင်းဝင်လာတဲ့အဲ့ဒီရဲတပ်ဖွဲ့ဝင်ကို နေထွေးစွာကြိုးဆိုပြီးစုချင်းချင်းမြင့်ခဲ့တယ်လို့အတည်ပြုထားပါတယ်။အလင်းဝင်လာတဲ့တပ်သားကိုလုံခြုံတဲ့နေရာရောက်တဲ့အချိန်တာဝန်ယူဆောင်ရွက်ပေးမှဖြစ်ကြောင်းလဲ CDF ဟာခါကထုတ်ပြန်ထားပါတယ်။ဒါပြင်စစ်ကောင်စီလက်အောက်မှာတာဝန်မထမ်းဆောင်လို့ပဲပြည်သူရင်ခွင်ကိုဗတ်ပြောင်းကျင်သူတွေကိုအမြဲကြိုးဆိုကြောင်း CDF ဟာခါက ချက်မှအတိပေးခဲ့ပြီးလုံခြုံရေးတာဝန်ယူမယ်လို့လည်းကြေညာထားပါတယ်။မတ်လ25ရက်နေ့ကလည်းဟာခါမြို့မှာရှိတဲ့ပြည်သူစစ်နှအူဟာလက်နက်ခဲယမ်းတွေနဲ့အတူ CDF ဟာခါတံအလင်းဝင်ရောက်ခဲ့ပါတယ်။အလင်းဝင်လာတဲ့ပြည်သူစစ်မှုထမ်းတအူးရဲ့ထွက်ဆိုချက်ကိုထုတ်ပြန်ခဲ့ရာမကွေးမြို့ကိုအလုသွားလို့စဉ်ပေါ်တာဆွဲခံရပြီးစစ်သားစုဆောင်ခံရတာလို့ပြောဆိုထားပါတယ်။ ပေါ်ရဆွဲခံရပြီးကလေးမျိုးကိုခေါ်ဆောင်ကတနက်ဖြုတ်တက်ပြစ်ခတ်နီးတင်ပေးပြီးကလေးမဟာခါမျိုးကိုရဟတ်ရင်နဲ့ပို့ဆောင်ပေးခဲ့ပြီးဟာခါကနေတခြားနေရာကိုကားနဲ့ထပ်မံပို့ဆောင်ပေးခဲ့တယ်လို့သိရပါဗျ။ကားနဲ့လိုက်ဖို့တော့ကျွန်တော်တို့ကလုံခြုံရေးပေါ့စစ်ကတော့တစ်ခါမှမတိုက်ဖူးပါဘူး။ရောက်တော့ကျွန်တော်တို့ပါစတွေကိုကြည်စံတယောက်ကို50ကျီပေးတယ်။လက်ပစ်ပုံတစ်လုံးစီပေးပါတယ်။တနက်ကတော့အရေးကြီးတဲ့အချိန်၊ကင်းစောက်တဲ့အချိန်မှပေးတယ်။ กินပြီးသွားရင်သူတို့ကပြန်သိမ်းပါတယ်စစ်တပ်ကနေပါစတွေထွက်ပြေးလို့ရှိရင် CDF တို့ PDF တို့ကနေကျွန်တော်တို့ကိုတနက်အပ်ပြီးသူတို့ကငွေချင်းမြင့်တယ်ငွေချင်းမြင့်ပြီးအလကားမထားဘူးလိုအပ်တဲ့အချက်အလက်တွေမေးမြန်းပြီးသူတို့ကတခါတည်းတက်ဖြတ်တယ်ဆိုပြီးဝါရဖြန့်တယ်ကျွန်တော်တို့ကလည်းမလုပ်ချင်တော့ပါဘူးမထူးတော့ဘူးဆိုပြီးမှတေတာမှတေတော့ဆိုပြီးထွက်ပြေးခဲ့တာပါတနက်တွေပါယူပြီးမှလို့ ပြည်သူစစ်မှုထမ်းတပ်သားတက်ကပြောဆိုထားပါတယ်။တပ်ဖွဲ့ဝင်နှအူးအတူထွက်ပြေးလာရမှာဒေသကာကွယ်ရေးတပ်က ကောင်းမွန်စွာ ကြိုးဆိုကြွေးမွေးကြောင်းလဲသူကဆက်ပြောပါတယ်။တနက်အပ်ပြီးစွငွေချင်းမြင့်တဲ့အပြင်မိဘထံသွားလို့တဲ့အပေါ်ဟာခါလူငယ်အဖွဲ့ကရောဒေသကိုပြန်လိုက်ပို့ပေးခဲ့ကြောင်းပြည်သူစစ်မှုထမ်းတပ်သားတက်ကထွက်ဆိုထားပါတယ်။ဒါကြောင့်စစ်ကောင်စီထံကနေထွက်ပြေးသူတွေကို PDF CDF တို့ကတပြက်တာဟာမဟုတ်မှန်းကြောင်း သူကပြောပြပြီး ကြံနေသူတွေအနေနဲ့အမြန်ဆုံးဆက်သွယ်ပူးပေါင်းရန်တိုက်တွန်းထားပါတယ်ရှင်။ဒီကနေ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်။ပြည်သူများအားလုံးစိတ်ရောကိုယ်ပါကျန်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုးလာအောင်မှအမြန်ဆုံးလွတ်မြောက်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။နောက်ထပ်ထူးခြားတဲ့သတင်းတွေနဲ့ပြန်လည်တွေ့ဆုံပါမယ်ရှင်။